င်္ဂလာပါကျွန်တော်အခုပြောမယ့်အကြောင်းအရာလေးကတော့ဒီပချိတ်ရောင်ယောဂအကြောင်းကိုကျွန်တော်ပြောပြပေးမယ်အဲ့တော့ပချိတ်ရောင်ယောဂဆိုတာကတော့ဒီ virus ပိုးတစ်မျိုးကြောင့်ဖြစ်တယ်ပေါ့နော်အဲ့တော့ mam virus ကြောင့်ဖြစ်တဲ့ကုသယောဂတစ်မျိုးပေါ့နော်ဒီခါကျတော့ဒီကျွန်တော်တို့ရဲ့ဒီ နရွက်အရှိနဲ့ဒီပါယိုးရဲ့အောက်မှာရှိတဲ့ဒီတရွေအကျိတ်တရွေဂလန်လေးတွေပေါ့နော်အဲတရွေထွက်တဲ့ဂလန်လေးတွေကရောင်ပြီးတော့နာကျင်ကြိုက်ခဲ့တာမျိုးဖြစ်တာအဲ့တော့ဒါကပချိတ်ရောင်ရောကဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့အဲ့တော့ဘယ်လိုလက္ခဏာတွေဖြစ်နိုင်လဲဆိုရင်ဒါအဓိကကတော့ဒီဒါတွေရောင်တာအပြင်အဖျားအရန်ကြီးတက်တယ်အဖျားတရားကနေတရားလေးလောက်တိတက်တယ်ပြီးရင်နာကျင်ကြိုက်ခဲလာတာအဆာဆာတာခက်ခဲလာတာဒါမျိုးတွေဖြစ်တတ်တယ် နော်အဲ့တော့အခြားလက္ခဏာတွေအနေနဲ့ခါကြတော့ဒီခေါင်းကိုက်တာတွေမောလာတာတွေအစာစားခြင်းစိတ်မရှိတာတွေကိုယ်လက်ကိုက်ခဲတာတွေဒါတွေဖြစ်တတ်တယ်နော်ဘလို့ကူးစက်နိုင်လဲဆိုရင်သူကလေထဲကနေတဆင့်ဒီ virus ပိုးကကူးစက်တာပေါ့နော်ချောင်းဆိုးတယ်နှာချေတယ်ဒီစကားပြောတာနေပြီးတော့အမှုံတွေထွက်လာတယ်ဒီဓာတ်ကနေတဆင့်ကူးစက်နိုင်တယ်ဒါကလေထဲကနေတဆင့်ကူးတာအဲ့လိုမှမဟုတ်ဘူးဓာတ်ရိုက်ထိတွေ့တာပေါ့နော်ယောဂါ ရှိတဲ့သူကိုတွားပြီးတော့ပြုစုနေရတဲ့သူတွေဒါဆိုရင်တူတူနဲ့ထိတွေ့တာအနေနဲ့ကူဆက်လာနိုင်တယ်ဒီယောဂရှိတဲ့သူရဲ့တတွေးနေနှာရည်တွေနဲ့တွားပြီးတော့ထိတွေ့လိုက်တယ်ဆိုရင်လေဒီယောဂကူးဆက်လာနိုင်တယ်ဒါကပချိတ်အောင်ယောဂကူးဆက်လာနိုင်တဲ့အခြေအနေအဲ့တော့အရေးပေါ်ဆရာဝန်ပြမယ်အခြေအနေတွေရှိတဲ့အရေးအကြီးဆုံးအနေနဲ့ဒီအုံနောက်အမြေပါရောင်တဲ့ယောဂလက္ခဏာတွေပေါ့နော်အဲ့တော့ခေါင်းကြိုက်တာအရန်ပြင်းထန်လာတယ်လေဘင်းတွေတောက်လာတယ် เนาะမျက်ဟိုအလင်းရောင်တွေကြီးလိုက်တဲ့ခါကျရင်လုံးဝနေလို့မကောင်းဘောเนาะမခံနိုင်ဘူးမျက်စိကအရန်စူးချိန်ဆက်ပြီးတော့ခေါင်းတွေထိုးကိုက်လာတာဒါမျိုးတွေပေါ့เนาะအဲ့တော့အလင်းရောင်လည်းမခံနိုင်ဘူးပြီးရင်ဇက်တိုက်တွေအံမယ်ပြီးရင်တတိလက်သွားတဲ့အခြေအနေတွေဖြစ်မယ်ဒါကအုံနောက်အမိပါရောက်လာရဲ့လက္ခဏာတွေဒီလိုမျိုးဖြစ်လာပြီးဆိုရင်အရေးပေါ်ပြရမယ် နော်ပြီးအဖျားကြီးတာလည်းအဖျားက100 300လေးနဲ့အထက်ရှိပြီဆိုရင်လည်းအရေးပေါ်ပြရမယ်နားအချားအယုံဒီထဲမှာလည်းဒီနားကြိုက်တာအရန်ဆိုးတယ်နားပင်သွားတယ်နားဘာမှမကြားရတော့ဘူးပြီးနားထဲကနေအရေးတွေထွက်လာတယ်ဆိုရင်လည်းပဲကျွန်တော်တို့တေချာလေးပြဖို့လိုတယ်အစာရင်နဲ့1 byte နေနဲ့ဒါအရန်ကို ဝမ်ပိုက်တွေအောင့်လာတယ်ပြင်းပြင်းတထန်အောင်အောင့်လာတယ်ပေါ့နော်အစာမစားနိုင်ဘူးအန်နေတယ်ဆိုရင်လည်းဒီချာလေးပြဖို့လိုတယ်ရင်ဘတ်တွေအောင့်လာတယ်တက်ရှူကြက်တယ်မောတယ်နှလုံးခုန်တယ်မြန်မြန်ခုန်တယ်ပေါ့နော်ဒီလိုမျိုးအခြေအနေဆိုရင်လည်းကျွန်တော်တို့ကဆရာဝန်နဲ့ဒီချာလေးပြဖို့လိုပါတယ်နော်အဲ့တော့ကျွန်တော်အခုပြောခဲ့တာကဒီပချိတ်ရောင်ယောဂဆိုတာဘာလဲဘလို့လက္ခဏာတွေခံစားရတာလဲအဲ့ဒါပြီးရင်ဘလို့ကူးဆက်နိုင်လဲပြီးရင် ဒီအရေးပေါ်ဆရာဝန်နဲ့ပြရမယ့်အခြေအနေတွေပေါ့နော်အထူးသဖြင့်အုံနောက်အမိပါရောက်တဲ့လက္ခဏာတွေအဖျားယမ်းကြည့်တယ်နားအကြာအယုံ ပြဿနာတွေအစာအိမ်နဲ့ဝမ်းပိုက်ပြဿနာရင်ဘတ်အောင်တာဒါတွေနဲ့ကျွန်တော်ရှင်းပြသွားပြီးတယ်ပေါ့နော်ကျွန်တော်နောက်ဗီဒီယိုမှာတော့ဒီပချိတ်ရောင်ယောဂကာကွယ်စည်းအကြောင်းကိုတရားလေးပြောပြပေးပါမယ်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေဒီဗီဒီယိုလေးကို channel mate တွေတကယ်ချင်းနဲ့တိအောင် share ထားပေးပါဦး ပချိတ်အောင်ယောဂကိုကာကွယ်ရတဲ့နည်းလမ်းတွေရှိတယ်အဲ့တော့ဘယ်လိုကာကွယ်ရမလဲဆိုတာကိုကျွန်တော်တေချာလေးပြောပြပေးမယ်အဲ့တော့နံပါတ်1အနေနဲ့ကာကွယ်ဆေးထိုးလို့ရတယ်ဒီ MMR ပေါ့နော်ဒီပချိတ်အောင်ယောဂကိုဒီဝတ်တက်ပချိတ်အောင်ဂျာမန်ဝတ်တက်၃မျိုးဆက်ပါဝင်တဲ့ကာကွယ်ဆေးထိုးလိုက်တယ်ဆိုရင်ရတယ်များတော့အဖြစ်ကလေးမွေပြီးဒါတစ်နှစ်တာလောက်မှာပေါ့နော်ဆန္ဒလတစ်နှစ်တာလောက်မှာဆေးကိုတစ်ချိန်ထိုးတယ်ပြီးရင်ဒုတိယအချိန်နေနဲ့ အတန်း9နဲ့ဝင်းကျင်လောက်မှာဈေးကိုနောက်ထပ်တစ်ချိန်ထိုးတယ်ဒါပချိတ်အောင်ကားခွေဈေးကိုထိုးတာတနည်းအားဖြင့် MMR ကားခွေဈေးလို့လည်းခေါ်တယ်တခြားဝက်တက်တို့ဂျာမန်ဝက်တက်တို့နဲ့လည်းရောထိုးကြတယ်ပေါ့နော်အဲ့တော့တခြားကားခွေနည်းတွေအခါကျတော့သူက ကူးဆက်တဲ့နီလန်းတွေကလေထဲကနေလဲကူးတဲ့ထိတွေးတာကနေလဲကူးတဲ့အတွက်ကြောင့်မလို့ဒါလက်ကိုမကြခဏစီးမယ်ယောဂါရှိတဲ့သူနဲ့ဒီခက်ခခွာနေမယ်ဟိုပါဇက်နဲ့နှဖောင်းစီးစီးမယ်ပေါ့နော်ဒီလိုမျိုးအချိန်နေဒီလိုမျိုးနီလန်းတွေနဲ့လဲကာကွယ်လို့ရတယ်ပေါ့နော်အဲ့တော့အိမ်မှာဘလို့ကူးတရမလဲအိမ်မှာကူးလို့ရတဲ့နီလန်းတွေကတော့အဓိကဒီဟာဒီပချက်ရောင်ယောဂါဖြစ်တာက virus ပိုးကြောင့်ဖြစ်တော့ကိုယ်ခံအားကောင်းနေတယ်ဆိုရင်ဒီ virus ပိုးကိုတိုက်ထုတ်နိုင်တယ် အဲ့တော့ကျွန်တော်တို့ကအိတ်ရောဝါအိတ်ဖို့လိုတယ်ရေမြများ တောက်ဖို့လိုတယ်ပြီးရင်ပါရာစီတမောအဖျားကြစီတောက်ပါပြီးရင်ရေခဲအိတ်ဟိုဒီဒီဒီရောင်နေတဲ့နေရာတွေပေါ့နော်ရောင်နေတဲ့ပချိတ်ရောင်နာတွေဒီမေးရိုးအောက်ရောင်နာတွေကိုရေခဲအိတ်တွေကတ်ပေးပါ နော်ပြီးရင်အစားအစာစားတဲ့ခါကျအစာပဲပျော့လေးတွေစားပြီးပေါ့နော်အဲ့တော့ဆရာဝန်စီမဖြစ်မနေတော့မှာတော့အဖျားအရန်ကြီးတယ်တရတုံတရလေးဖြစ်တယ်ပြီးရင်အရန်ကိုကြိုက်ခဲနာကျင်နေတယ်အစာစားလို့မရတော့အောင်ဖြစ်နေတယ်ပေါ့နော်ပြီးရင်1 byte ကလည်းအရန်ကိုနာနေတယ်ခေါင်းအရန်ကြိုက်နေတယ်ဒါဆိုရင်လည်းဆရာဝန်စီစေယုံစေခန်းစီတေချာလေးအရေးပေါ်တော့ပြောင်းလို့လိုတယ် အရန်တတိအထူးတတိပြရမယ့်ချက်တွေကကြတော့သူကအုံနောက်အမိပါရောင်တာတွေနားပင်တော့နားလေးွားတာတွေမြို့ပွားအင်္ဂါထိခိုက်တာတွေဖြစ်သွားတတ်ပါတယ်เนาะအဲ့တော့ဒီပချိတ်အောင်ကွယ်စေးကိုမထိုးတင့်တဲ့လူတွေရောရှိသေးတယ်เนาะကိုယ်ဆောင်တွေဒါကိုခန့်အားစနစ်ချိုးတဲ့တဲ့လူတွေကိုဟာနေတဲ့လူတွေပေါ့เนาะကိုကာခွယ်စေးနဲ့တက်မတဲ့လူတွေကမထိုးတင့်ဘူးအရေးတကြီးမှတ်ထားမှာကဒီယောဂလက်အဲ့တော့ပချိတ်အောင်ယောဂဆိုတာက ိုးကူးခံရပြီး9ရက်အတွင်းမှာတခြားလူတွေကိုပြန်ကူးနိုင်တယ်အဲ့ဒီကာလအတွင်းမှာဆိုရင်အရေးကြီးတယ်ဒါသူ့နဲ့ဒီလူနာကိုပြုစုပြီးပြီဆိုရင်လည်းကိုကလက်ကိုတခြားစေးမယ်အနီးကပ်နေတယ်ဆိုရင်လည်းဒါမတ်လေးတက်ထားပေးပါဘောနော်အဲ့တော့ကာကွယ်စစ်ထူတာတော့အကောင်ဆုံးမှာယောဂဖြစ်ပွားနေတဲ့အချိန်ယောဂဒီလူထုတွေကြားမှာယောဂဖြစ်ပွားနေတယ်လို့တည်င်းနေရှိလာတဲ့အချိန်ကကြာရင်လူတွေဂျားတဲ့ကိုဝင်ပြီးတော့ယောနောတာတွေကိုရှောင်ကျင်ပါတော့အဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာပြောခဲ့အဲ့တော့ကျွန်တော် အဲ့တော့ကျွန်တော်အခုပြောခဲ့တာပချိတ်အောင်ကာကွယ်ဆေးအကြောင်းပြောခဲ့တာပေါ့နော်အဲ့တော့အဲ့တော့ကာကွယ်ဆေးထိုးပြီးကာကွယ်တာအပြင်တခြားကာကွယ်နည်းတွေလည်းရှိပါသေးတယ်အဲ့တော့အဲ့ဒါလေးတွေကိုလည်းတခြားလေးတည်ထားဖို့လိုတယ်နော်အဲ့တော့အဲ့တော့ဒီဗီဒီယိုလေးကိုကျွန်တော်အစီအမံပဲဆုံးတက်ပါမယ်ကျွန်တော်ရှေ့မှာတော့ TV ကာကွယ်ဆေးဒီဝက်တက်ကာကွယ်ဆေးပြောထားပြီးအခုပချိတ်အောင်ကကာကွယ်ဆေးကိုပြောခဲ့ပြီးပေါ့နော်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုလည်း like and share ပေးပါဦးမင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ